ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျပန်မှာ passport တက်တန်းတိုးဖို့အတွက်ဘာသာရပ်စာတမ်းတွေလိုမလဲပြီးလို့ရှိရင်မင်းသားဆိုင်ရဲ့ passport တက်တန်းကုန်နေလို့ရှိရင်ရောဒီဇိုင်းလူကတ်တွေပါတယ်တက်တန်းတိုးလို့ရလားဆောင်းနေပတ်သက်ပြီးတော့ပြပြပေးတော့ကြပါတယ်အားဆိုရင်အစောထိလိုက်ကြည့်လိုက်ကြရအောင်ရှင် okay check flow မှာပြန်လဲကြိုးစားလိုက်ပါတယ်အဲ့ဒါဆိုရင် passport တက်တန်းတိုးတော့ပဲပေါ့အားဆိုရင်ဘာရင်လောက်ကမလဲဆိုရင်ကျွန်တော်တို့ booking အရင်ယူရပါမယ် booking ယူဖို့အတွက်အရင်ဆုံး google ကိုတော့ကြည့်လိုက်အောင် google ထဲဝင်မယ် ပြီးလို့ရှိရင်မြန်မာ embassy Tokyo appointment ဆိုပြီးတော့ရှာလိုက်လို့ရရပါတော့။ပြီးလို့ရှိရင်အပေါ်ဆုံးမှာပေါ်လာတဲ့မြန်မာ embassy Tokyo ဆိုတာလေးကိုနှိပ်လိုက်မယ်။ပြီးလို့ရှိရင်ကောင်တာ1နဲ့ကောင်တာ2တော့ရှိရပါတော့။မျက်နှာစကြိုက်တာယူလို့ရပါတယ်။အဲဆိုရင်ကျွန်တော်ကောင်တာ2ယူကြည့်လိုက်မယ်။ okay အားဆိုဒီမှာလွတ်တဲ့ရက်တွေပေါ်တယ်ပေါ့နော်အဲမနက်စံကြိုက်တဲ့ရက်ယူလို့ရတယ်ပေါ့အားဆိုရင်ကိုယ့်ရဲ့နေ့ လွတ်တယ်ပေါ့ဒီလာထဲမှာဆိုရင်ကိုယ့်ရဲ့နေလွတ်တယ်ပြီးလို့ရှင်ဘယ်ချိန်ယူမှလဲပေါ့เนาะကြိုက်တဲ့ချိန်နှိပ်လိုက်ပါမယ်စင်နာ48ဖြစ်ဖြစ်ကျွန်တော်အဲ့ဒါနှိပ်ကြည့်လိုက်မယ်เนาะပြီးလို့ရှင်အဲဖောင်လေးတွေဖြည့်ပြီးတော့ confirm လေးနှိပ်လိုက်လို့ရှင်ဒါပေမဲ့ဆန် appointment ရပြီပေါ့เนาะ appointment ရပြီဆိုရင်အရက်ကိုသွားရတော့မယ်သွားရတော့မယ်ဆိုရင်ဘယ်စာရွက်စာတမ်းနေယူသွားရမလဲပေါ့เนาะအဲ့ဒါဆိုရင်ယူသွားမယ့်စာရွက်စာတမ်းနေတစ်ချက်ပြပြပေးပါမယ်အဲ့ဆိုရင်ပြင်ဆင်ရမယ်ဆိုရင်တရားနဲ့တယောက်ကလိုအပ်ချက်ချင်းကမတူဘူးပေါ့နော် ဟိုအခွန်နေပါလေပါလာတာဖြစ်တဲ့ကြောင့်မလို့အတွက်ချက်တွေလည်းပါလာပြီပေါ့နော်အားကြောင့်မလို့တေချာလေးနားထောင်ပေးစေချင်ပါတယ်။ Okay အားဆိုရင်နှစ်ပိုင်းခွဲပြောပါမယ်။နှစ်ပိုင်းခွဲပြောမယ့်နေရာမှာကျွန်တော်တတန်းကုံတဲ့လူရဲ့တတန်းမကုံသေးတဲ့လူရဲ့ဆိုရှိရပေါ့နော်။ဥပမာဆိုရင်တတန်းမကုံသေးတဲ့လူကဟိုဆိုင်းဆိုင်တန်းနေနည်းနည်းပုံနေသွားမယ်ပေါ့။တတန်းကုံသွားတဲ့လူထက်တတန်းကုံသွားတဲ့လူကတော့ဆိုင်းဆိုင်တန်းနေလင်းကားကိုလောက်ပုံလို့ရပေါ့နော်။အားဆိုရင်အရင်ဆုံးတတန်းမကုံသေးတဲ့လူတွေကိုပြောကြည့်ရအောင်။ ဘိုင်လုံလဲဆိုရင်ကျွန်တော်ဓာတ်ပုံ2ပုံလိုပါမယ်အဲ35 mm 45 mm ဓာတ်ပုံ2ပုံပြီးတော့ရှင်ဆိုင်လျှက် copy ပြီးရင် passport copy ရေမူရင်းရေယူသွားရပါတယ်ပြီးလို့ရှိရင်ဒီဆိုင်ရ4ရက်ရှိရပါတော့ဒီဆိုင်ရ4ရက်မှာကျွန်တော်တို့ form ဖြည့်ပြီးတော့ယူသွားရတယ်ပေါ့နော်ကျွန်တော်အစင်ပြလို့ရှိရင် comment မှာ Facebook ရဲ့ comment မှာထားပေးထားမယ်ပေါ့နော်အဲ့ဒါလေးကို copy ကူပြီးတော့ယူသွားလိုက်လို့ရပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော် passport တန်းတိုးတဲ့ခြေပေးရတယ်ပေါ့နော် အဲ့ဒါကတော့6000ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တရားတန်ရုံရောက်မှာ6000ဆိုပြီးပေးလိုက်လို့မရပါဘူးကြိုပြီးတော့လွှဲထားရတယ်ပေါ့နော်ကြိုပြီးတော့လွှဲထားဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ဒီလွှဲရမယ်ဟာလေးတနည်းအားမှာချပေးထားမယ်ပေါ့နော်အဲ့ဒါကိုအဲလွှဲပြီးရင် slip လေးယူသွားရတယ်ပေါ့နော်အဲ့ဒါတော့ဒါ password တန်တိုကြီး6000ဖြစ်ပါတယ်ပြီးလို့ရှိရင်အခွန်ကောက်နေပါပြီ Oh no okay အခွန်ကဘယ်လောက်လဲဆိုရင်ကျွန်တော်ဝင်ဝင်နဲ့လိုက်ပြီးတော့ကွဲပါတယ် ဘလို့ဝင်ဝင်နဲ့လိုက်ပြီးကွဲလဲဆိုရင်အခွန်မနှုတ်ကတေခင်1020ရတဲ့သူတီတလကို2000ပေးရပါတယ်အခွန်မနှုတ်ကတေခင်1020အောက်ရောက်တဲ့သူတီတလကို1000ပေးရပါတယ် Okay အဲ့ဒါကိုဘလို့တက်တည်ပြလို့ရလဲဆိုရင်ကျွန်တော်တို့ဒီ Qlo man sign ဆိုတဲ့ကျွန်တော်မင်းဆိုင်မင်းဆိုင်လေးကိုယူပြီးတော့ copy ယူရတယ်ဗောနော်ဥပမာဆိုရင်ကို့မှာ အဲ့ copy ရမရှိတော့ဒါပေမဲ့20အောက်ရောက်တာတေးကြတယ်ကျွန်တော်10တောင်းကျော်လောက်ပဲရတယ်ဆိုပေမဲ့အဲ့လိုပြလို့မရဘူးဘောနော်ဘာလို့လဲဆိုရင်တက်တယ်မရှိတဲ့ကြောင့်မလို့သူလက်မခံဘောနော်အဲ့ဒါကိုလည်း2000ယူပါတယ်အဲ့ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ men sign shop မရှိတာဒီဒီ20ကျော်နဲ့အတူတူပါပဲအဲ့ဒါကဘယ်လိုပေးရလဲဆိုရင်ကျွန်တော်တို့2023ခုနှစ်ဆယ်လပိုင်းနေစပြီးတော့အခုစကောက်တဲ့လို့ကြားပါတယ်အဲ့ဒါဆိုရင်2024မှာကျွန်တော်တို့က ပတ်စပို့တက်တန်းတက်တိုးရယ်ဆိုရင်2023ဆယ်လပိုင်းဖြစ်တဲ့ကြောင့်မလို့နှစ်လစာပေးရပါတယ်။ Okay အဲ့ဒါဆိုကျွန်တော်2025မှာတက်တိုးရယ်ဆိုရင်2025လဖြစ်တဲ့ကြောင့်မလို့ဒီဘက်မှာ2လနဲ့ပေါင်းလိုက်လို့ရှိရင်14လစာပေးရပါတယ်။ဥမာကိုက14လလုံးအခွန်မနှုတ်ခင်1030ကျော်ရယ်ဆိုရင်တစ်လကို2000ဖြစ်ပါတယ်။အဲ့ဒါဆိုရင်2000အမြောက်14လဆိုပြီးတော့လွှဲရပါတယ်။ဒါပေမဲ့ကိုကတလောက်ကို တောင်း20အောက်ပဲရတယ်။မင်းဆိုင်လျှော့လည်းရှိတယ်။အဲ့ဒါကိုလည်း copy ကူးသွားတယ်ဆိုရင်ကျတို့ကဒလာကိုတထောင်ပဲပေးရပါတယ်။ဘောနော်အဲ့လိုမျိုးရှိပါတယ်။နည်းနည်းရကိုရှိဖြစ်ပေမဲ့နားလည်မယ်လို့မျှော်လင့်ပါတယ်။ Okay ဒါပေမဲ့20အောက်ရပြီမဲ့ခုနပြောလို့မင်းဆိုင်လျှော့မရှိတဲ့အခါကျလို့ရှင်တော့ကျတို့ဒလာ2000လုံးနဲ့ပေးရတယ်ဘောနော်။ဒါပေမဲ့ချွင်းချက်နေနဲ့ចောင်းသားတွေကတော့အခုမပေးရပါဘူး။ចောင်းသားဆိုရင်ကန်ကောင်းပါလေ။နောက်တစ်ခုက ကိုကចောင်းသားနေပြီးတော့ ်ခါစတော့ပြောင်းထားတယ်ပဲထားပါတော့အဲဆိုရင်စောစကျော်ရှော့မဲရှော့ပြရတယ်ပေါ့နော်ចောင်းသားနေခါစတော့ဆိုရင်ဘယ်လာနေစပြီးတော့ခါစတော့ပြောင်းလာလဲပေါ့နော်ဥမာဆိုရင်အဲကိုက2024ကနေစပြီးတော့ចောင်းသားဗီဇာနေပြီးတော့ခါစတော့ဗီဇာပြောင်းထားပါတယ်ဆိုရင်စောစကျော်ရှော့မေရှော့ပြရပါတော့စောစကျော်ရှော့မေရှော့မှာသူမှာလာတိကြပါလေဘန်လာပိုင်းမှာသူကစောစကျော်ရှိပါတယ်ပေါ့အဲဆိုရင်အဲစောစကျော်ပြီးသွားရဲ့လာအနေစပြီးတော့အခွန်ပေးရတယ်ပေါ့နော် အဲ့ဆိုရင်စောစောကျော်ကျော်လေးလေးလဲ copy ကူပြီးတော့ယူသွားကြပါအဲ့ဆိုရင်တော့ကျွန်တော်ကဒီတက်တန်းကြံနေတဲ့သူတွေအတွက်ပြီးသွားပြီပေါ့နော်အဲ့ဆိုတက်တန်းကုန်တဲ့လူတွေအတွက်ကအခုပြောတဲ့ဇာတ်ရဆာတန်းနဲ့အကုန်လိုပါမယ်ပြီးလို့ရှင်ဇာတ်ရကူရှောမဲရှောဆိုတဲ့အလုံးလုံးတွေကြောင်းထောက်ခံစာလိုအပ်ပါမယ်ဥပမာကြောင်းတက်နေရဆိုရင်တော့ကြောင်းတက်နေတဲ့ထောက်ခံစာပေါ့နော်ဇာတ်ရစကီရှောမဲရှောဆိုပြီးတော့လိုအပ်ပါမယ်ပြီးလို့ရှင်မှတ်ပုံတင် copy လိုအပ်ပါမယ်မှတ်ပုံနေဆိုမြန်မာနိုင်ငံမှာပုံနေပြောတာပါ copy လိုအပ်ပါမယ်ပြီးရင်အင်တာတက်ဆိုရှင် copy လိုအပ်ပါမယ်နောက်တစ်ခုကအတနာခန်းစာရေးရတယ်ဗောနော်တက်တန်းကုံသွားပြီဖြစ်တဲ့ကြောင့်မလို့အတနာခန်းစာရေးရပါတယ်အဲဘာရေးရမလဲဆိုတော့သူတို့ဟိုရရင်ဆိုင်ရပေးပြီးတော့ပြပြတယ်ဗောနော်အားဆိုရင်အဲ့ဒါလေးရေးပြီးတော့ထလိုက်ရပါပြီ Okay ပြောရရင်များတော့နည်းနည်းရှုပ်သွားပြီဖြစ်နေเนาะအားဆိုရင်တစ်ချက်လောက်မတော်မဲလေးပြန်လုပ်ကြအောင်เนาะဘာလို့မလဲဆိုရင်တက်တန်း မကုံသေးတဲ့လူတွေကအဲចောင်းသားဆိုရင်အဲဆော့ဆော့ကျော်ရှော်မဲလျှော်လုံးမဲတက်ပုံနှစ်ပုံတက်ပုံဆိုရင်35 45လုံးမဲဇန်လွက်ကကော်ပီလုံးမဲပတ်စပို့ကော်ပီမူရင်းလုံးမဲ A4 စာရွက်၄ရွက်နော်ဒီ၄ရွက်မှာဖြည့်သွားပါမယ်နော်ဖောင်ဖြည့်သွားပါမယ်ပြီးရင်ပတ်စံလွှဲပြီးចောင်း receive ကိုပြရမယ်ဗောနော်အားလုံး receive ယူသွားပါမယ်ပတ်စံက ဟို6000နဲ့တွဲလွှဲလို့မရပါဘူး6000ကတက်တက်ပြီးလို့ရှိရင်ဒီအောက်မှာလွှဲထားတဲ့အခွန်ကတက်တက်ပေါ့နော်အဲဒါဆိုရင်6000တက်တက် slip တရွက်ပြီးလို့ရှိရင်ဒီလာစာပေါ့နော်အခွန်ဆောင်ထားပါတယ်ဆိုတော့ဆိုင်ရွက်ကိုလည်းတို့လွှဲရတယ်ပေါ့နော်ပြီးတော့ main sign ပေါ့နော် queue လို့ main sign ကို ပြပါတယ်အဲဒါဆိုရင် main sign short တွေယူသွားကြပါ Okay အဲ့ဒါကတက်တက်မကုန်သေးတဲ့လူတွေအတွက်တက်တန်းကုန်တဲ့လူတွေအတွက်က ခုနပြောတဲ့ဇာတိစကီရှောမင်းရှောလို့မယ်ကြောင်တက်နေကြောင်ထောက်ခန်းစာအလုံးလုံးနေအလုံးထောက်ခန်းစာလိုပါမယ်ပြီးတော့ချင်းမှတ်ပုံနဲ့ copy လို့မယ်ပြီးရင်အင်တာတက်လို့ချင်း copy ပြီးရင်တနာခန်းစာလိုပါမယ်နောက်တစ်ခုကတတန်းတော့ကုန်နေပြီဒါပေမဲ့ passport တတန်းမတိုးချင်သေးဘူးဇာတိကတတန်းတိုးလို့ရလားဆိုရင်တော့ရပါတယ်ကျွန်တော်ဒီဂျပန်မှာဥမာကိုကမြန်မာနိုင်ငံပြန်ဖို့လည်းမရှိသေးဘူးပေါ့နော်အဲအချိန်ကောင်းမှပြန်မယ်ပြီးလို့ရှိရင်နိုင်ငံခြားခီးတွေပါပြီးတော့သွားချင်သေးရဲ့ ဒါပေမဲ့ပတ်စပို့တက်တန်းကုန်နေပြီသွားလို့ရလားဆိုရင်ရပါတယ်ကျွန်တော်ရက်ွက်ရုံနေပါတယ်မှာပေါ့နော်ကျွန်တော်ပတ်စပို့ဂျပန်နိုင်ငံပတ်စပို့လုတ်ပေးနေလို့ကြပါတယ်အဲ့ဒါအဲဘယ်လိုလုတ်ကလဲဆိုတာသိကျင်တဲ့လူရှိလို့ရှိရင်ကိုမမမှန်ငယ်ပေးပါစုံစမ်းပေးပါမယ်အဲ့ဒါဆိုရင်မင်းတို့နားလည်ကြမယ်လို့မျှော်လင့်ပါတယ်မောလိုက်တာじゃあ今日はここまでにさせていただきます。次の動画でお会いしましょう。じゃあねー。